ဒီနေ့ချိန်မခံစားနိုင်တော့တဲ့ဒီနေ့ကြရင်တော့အရာအလုံးကျွန်မအင်တာဗျူးမှာပါဒါပေမဲ့ဟိုကျွန်မချက်ချင်းလည်းမရှိတော့ဘူးမုံချင်းလည်းမရှိတော့ဘူးဒီပုံစံမျိုးနဲ့ဘယ်လိုလုပ်တင်တယ်မှာလဲကျွန်မ break ကိုကောင်းကောင်းမင်းသားတင်ခဲ့တယ်လေဒါပေမဲ့ရိုးဖလာကောက်ကျဲမှာစိတ်မဝင်စားဘူးမျိုးဖျားကြော်ညာလေးကိုတော့ sharing မလုပ်နိုင်တဲ့သူတယောက်ဖြစ်လာတယ်ကျွန်မဒါကိုလည်း အစမ်းရှင်လာတယ်။သူကရိုက်တယ်လေနောက်ပိုင်းကျတော့သူဖိုတိုလေးတွေတက်ခါဒီကားနဲ့လိုက်မယ်ပေါ့နော်ခက်လေးနဲ့နည်းနည်းခက်ခက်ညာညာလေးမောက်ပေးပါလားဆိုတော့ရန်နာချိန်ခဲ့ရတယ်။ပေးလာတဲ့ပုံကအိမ်မှာတီရှပ်နဲ့ဂီတာတီးတဲ့ပုံ။ညက်ရီကြခဲ့ပြီးတော့အရန်နာချိန်ခဲ့ရတယ်။အစင်လာကိုဦးထိပ်ပတ်လျှောက်မတူညီတဲ့ဘဝဒိဗေနောက်အလုံးလိုက်လို့မောနေစေ ဖေးဆုံမှာတော့တင်လိုက်တယ်စိတ်မကောင်းဒီအာပြဿနာဖြစ်လဲဆိုတော့အဲ့ကားကိုလည်းဟိုရိုက်ခူးတဲ့အဲ့ပြဿနာရှင်းခဲ့ရတဲ့ပြဿနာတစ်ခုပေါ့နော်အဲ့ဒီကဒီဇလန်လေးကိုရိုက်ချင်တဲ့ခါဆိုအနေငယ်ငယ်တုန်းကဟိုပေါ့သွားခဲ့တယ်ဟိုတောင်ပြုံးပွဲလေးတစ်ခုကိုတငယ်ချင်းမိသားစုနဲ့သွားခဲ့တဲ့ခါကျတော့တောင်ပြုံးမှာနေခဲ့တဲ့အဆောင်ရလေးကိုငငယ်လေးတွေကစိတ်ထဲမှာမြဲတမ်းမမိနေတယ်ပေါ့တာယာတယ်ပျော်အရန်ပျော်တယ်အဲထူဆန်းတဲ့အကြောင်းအရာတွေလည်းအဲအန်ဩစရာတွေအများကြီးကြောင့်ကိုအဲ့ဒါဇလန်းလေးကိုကိုဒီလို ဒီလိုမျိုးလေးရေးဖွဲ့ချင်လာတယ်ပေါ့နော်။မတို့ရဲ့မြင့်မြတ်တဲ့အမျိုးမြင့်မြတ်တဲ့သွေးကိုရှင်တို့လိုဘာမဟုတ်တဲ့သွေးနဲ့မရောချင်စား။မောင်မောင်လက်ကငါနဲ့အိမ်အောင်ပြုမယ်။တောင်မြုံဘွဲမှာလည်းခက်ခဲတဲ့အများကြီးပဲ။လက်ကူးရဲ့ပေါင်းနေအဲလေးနှစ်လောက်ကိုအသွားပြန်အပ်ပန်တော့ဘာဖြစ်လို့လဲဆိုမှားသွားမှာဆိုလို့လုံးဝအမမခံနဲ့အထိမခံနဲ့သူတို့ရဲ့ရိုးရကုတ်ွယ်မှုမြေရိုးဖလားအเจ้าညာနေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရိုက်ကူးတဲ့နေရာမှာ ထိကိုက်ဖြစ်သွားမှာမှားရင်တော့မှာအရန်ကြောက်တယ်အဲ့ဒါဆိုတက်နိုင်ဆုံးစောက်တီအများကြီးပတ်တယ်ကိုတေတေချာချာလေးလေးနှစ်လုံးလုံးတွားလိုက်ပြန်လိုက်ရိုက်လိုက်အဲ့လိုထက်ကထက်ကလုတ်ခဲ့ရတဲ့မှတ်ရဆုံးကားလေးတကားဖြစ်ပါတယ်။အားတို့ကမီယူဗလာတောင်းတွေကိုထမ်းဆောင်နေတဲ့မျိုးလွယ်တွေမီယူဗလာတောင်းတွေကိုထမ်းဆောင်နေတဲ့သူရဲ့အရေးငွေတွေမှဒီစီမှာမလွမ်းကြုံချင်ဘူးဘဒုရဲ့စိတ်ကူးစိတ်တန်းတွေသူတို့ရဲ့အမှုပညာတွေမှအဲ့ဒီတွေမှာ ထဲမတုံးရက်ဘူးထဲလည်းမတုံးရဲပါဘူးအဲ့တော့အဒီဒါလေးကိုရိုးရိုးတက်တက်နဲ့ကိုယ်စက်လန်းလေးကိုကိုရေးပြီးတော့ໃຫຍ່ကူးခဲ့တယ်ဒါပေမဲ့အဒီအခက်ခဲတွေကြုံရတယ်ပေါ့နော် စကားရိုက်နေမှာအခုလိုမျိုးအခုရေးကြရတဲ့ပတ်သက်ပြီးဒီစကားလေးကိုပြောပြောတာပါဘာဖြစ်လို့လဲဆိုတော့လူတွေထင်တာဒေစီဂျင်းပေါ့နော်နာမည်ကြီးဝုထုဇလန်ရဲ့ဆရာမကြီးရဲ့ဒေစီဂျင်းနဲ့ဒူတယ်လို့ထင်တယ်ဒေစီဂျင်းရဲ့ရုပ်ပုံထွားတယ်လို့ထင်တယ်။ नो လုံးဝမဟုတ်ပါဘူး။ဆရာမဇလန်လေးကဒေစီဂျင်းနဲ့လည်းမတူပါဘူး။ဒါကိုလည်းအချင်းချင်းကကရှင်းပြခဲ့ပြီးဆရာမကြီးကလည်းရှင်းပြခဲ့ပြီးဖြစ်တယ်။ဆရာမကြီးကလည်းစိတ်ပူမှာပေါ့လေ။ဟိုတမျိုးကရိုက်တဲ့အခါကျတော့သူဝုထုနဲ့များသူနေမလားလို့ကရိုက်တုံးကလည်းအချင်းချင်းကကဖုန်းနေဆက်ပါတယ်။ကျွန်မတို့တော့တိုက်ရိုက်ဆက်တာမဟုတ် ဟုတ်ဘူး။ဘုရားလေးကိုဆက်တယ်မစင်အောင်ဆက်တယ်ဆိုရက်ကွင်းတကွင်းလုံးလည်းတည်ပါတယ်။ Facebook မှာလည်းရေးသားတယ်။ဒီပဲနောက်အလုံးလိုက်လို့မောနေစေတနေ့တော့ငြိမ်ချမယ်။မေးတယ်ပေါ့ဒီဝတ္ထုကြီးကအမဝတ္ထုနဲ့တူလား။ အဲဘာလို့ဆိုလုံးဝမတူခဲ့ပါဘူးဒါလည်းအနုပညာရှင်တွေကပြန်ပြည်တယ်နောက်ဆုံးဆရာကြီးဦးကြည်စိုးထွန်းလည်းအခါအခါကဆက်တယ်ဆရာကြီးကလည်းလုံးဝမတူဘူးနေဝတ်ထုနဲ့မတူပါဘူးလို့အချိန်ချင်းကကဖြေချပေးရတယ်အဲ့အတွက်ကြောင့်ကျမမှလည်းအဲ့တုန်းကလည်းဝမ်းနဲ့ဆရာကြီးကြုံကြိုက်ခဲ့ရတယ်ပေါ့နော်ဆရာကြီးရဲ့အဆက်မှလည်းကျမအလုံးတရာဝါသနာရှင်ဆက်မယ်ရှိပါတယ်မဲ့ကျမအတက်နိုင်သူကျမရဲ့စိတ်ကူးစိတ်တန်းတွေကိုကျမရဲ့မြင်နဲ့တောင်းပြောမြင်နဲ့ရှုတောင်းတွေကကျမတိခဲ့တဲ့အဲ1988ရောကောင်မာလေးတယောက်ရဲ့တိခဲ့တဲ့ တွေ့အကြုံလေးတွေကိုကျွန်မပြန်ပြီးတော့ဒါလေးဒီဇယ်လန်လေးကိုရွေးဖွဲ့ထားခြင်းဖြစ်ပါတယ်အဲ့တော့စိတ်မပူကြပါနဲ့လို့ကျွန်မပြောခြင်းနဲ့ဒီဇယ်လန်လေးကိုလည်းကျွန်မအရန်ဘဲကိုကျွန်မစိတ်ဝင်တစားနဲ့ရိုက်ခုခဲ့ရဖြစ်ပါတယ်ဒီဇယ်လန်အခုချိန်ဒီကျွန်မအတွက်ကရန်နာစရာတွေအများကြီးကြုံရတယ်ဗျဖြစ်လို့လဲဆိုတော့ကျွန်မဘရိတ်ကိုမင်းသားကောင်းကောင်းမင်းသားတင်ခဲ့တယ်လေကျွန်မဘရိတ်ကိုတင်တော့ကဘရိတ်ကရုပ်ဆိုးလေဟိုတုတ်ကြီး အတုတ်ကြီးပေါ့နော်ကျောင်းမှာလည်းအတုတ်ကြမယ်အဲ့ဒီကလေးကစိုးစားချင်စေရှိတယ်ဒါလုတ်ချင်တယ်လို့ပြောရင်ဒါရအောင်လုတ်တက်တဲ့လူစားမျိုးဘလောက်တင်ပေးရတင်ပေးရပျော်တယ်အဲ့ဒါမှမဟုတ်ဝမင်းသားတင်ခဲ့တယ်ဒါပေမဲ့မြို့ဖလာကောက်ကြည့်မှာစိတ်မဝင်သွားဘူးမြို့ဖလာကြော်ညာလေးကိုတော့ sharing မလုပ်နိုင်နဲ့သူတယောက်ဖြစ်လာတယ်ကျွန်မဒါအောင်လည်းအရန်ရှင်လာတယ်ဒီပုံစံမျိုးနဲ့ဘလို့လို့တင်တယ်မှာလဲနောက်ပြီးငါမမေတိသွားရင်ရော ကောင်းပါတာရေဒီဟာလေးကိုတော့ sharing လုပ်ပြီး share ပေးပါပေါ့နော် share ပေးပါတာရေ page လေးမှာဟုတ်လို့လိုတယ်လေကိုတသက်လုံးတူတူသွားတယ်မိသားစုလေး family လေးအမကလေးအမတင်မှုအကျိုးစားနဲ့ပြည့်တက်တီမှာလူရှင်တွေကတင်မဲ့လို့ပြောတယ်အမကလေးကို share ပေးပါလားနောက်ပြောတာရိုးရိုးတေးတေးလုပ်ပါဘာပဲဖြစ်ဖြစ်ဒါရီကနှစ်ကြီးတယ်လို့သိထားတယ်အတဲတောင်းမှန်တော့တရက်လာမသိဘူး share တဲ့တဲ့တော့ဖြုတ်ချပလိုက်တယ်ဒီနေ့ချိန်ထိပါပဲအဲ့တော့တမုံမထားဘူးလို့ခန်းစားရရတယ် ပြီးတော့ဒီ poster ကိုရိုက်မယ်ဆိုတော့အရင်တော့ကတော့ဟိုဇကာတကာရရင်ဟိုပါပေါ့ studio တွေမှာ photo shooting တဲပြီးတော့ဟိုဇကာတဲ့ poster တွေရိုက်တယ်ပေါ့နော်ဒီကောက်ရိုက်တဲ့အချိန်မှာအရင်ခက်ခဲနေတယ်ပေါ့နော် covid ကာလကြီးဆိုတော့ပြီးဒီကဇကာလေးရိုက်မယ်တရေဦးမောင်ကိုတပုတ်သူကရိုက်တယ်လေနောက်ပိုင်းကျတော့သူ photo လေးတွေရိုက်တယ်ခါဒီကနဲ့လိုက်မယ်ပေါ့နော် clip လေးနဲ့နည်းနည်းခက်ခက်ညာညာလေးဦးမောင်ပေးပါလားဆိုတော့ရန်နာချင်းခရရတယ် ပေးလာတဲ့ပုံကအိမ်မှာတီရှပ်နဲ့ဂီတာတီးတဲ့ပုံညရေကြခဲ့ပြီးတော့အရှမ်းနာကျင်ခဲ့ရတယ်နာကျင်ခဲ့ရတယ်ဘာလို့လဲဆိုတော့အဲ့ဒါတခွမှပြောခဲ့ပြောခဲ့ဦးရမယ်ဒီစကားကိုကိုတယောက်တည်းဂျုံယုံပြီးတော့အကျုံယုံမြင်ဆိုင်နေရတယ်ပေါ့ဒီနေ့ဒီချိန်ထိကိုအရင်ရံတယ်ဒီကလေးဘောလမ်းလျှောက်မှာ တိုးတက်တိုးတက်အောင်တို့တမှုရေကိုဘာမှမပြောဘူးဒါပေမဲ့တနေ့ချိန်မခန့်စားနိုင်တော့တနေ့ကြရင်တော့အရာအားလုံးကျွန်မအင်တာဗျူးမှာပါဒါပေမဲ့ဟို ကျွန်မချက်ချင်းလည်းမရှိတော့ဘူးမုံချင်းလည်းမရှိတော့ဘူးချက်ချင်းချက်တာပြန်မုံလို့ရတယ်မုံတာပြန်ချက်လို့ရတယ်ဒါပေမဲ့ကျွန်မရှင်ထဲမှာချက်ချင်းမုံချင်းမရှိတဲ့ဗလာကြီးဖြစ်သွားတယ်ငါရောဆောင်နေမှာမာတူညီတဲ့မဖြစ်နိုင်တဲ့ဘဝတစ်ခုတွေ့ရတာအချစ်ဆိုတာဘာမှအပေါင်းမဖြစ်အဲ့ producer တွေတက်ပေါ့နော်ကျွန်မရုပ်ရှင်ကားကြီးကြီးရိုက်ပေးရမယ် ါပေမဲ့ကျမဘဝလုံးတစ်ခုလုံးကိုနှစ်နာအောင်နာကျင်အောင်အမျိုးမျိုးလုပ်ခဲ့တဲ့လူတွေနဲ့တော့လက်သေးတော်ဖို့ကျမရင်ထဲမှာအခုချိန်မှာဘာမှမရှိတော့ဘူးကျမဒီကောက်ရအောင်တင်မယ်ဖိတ်သက်တယ်ကိုလည်းကျမခွင့်ဂတိပေးထားတယ်ဒါပေမဲ့လည်းဒီတစ်ဖက်ကကျမအိမ်ဆောက်တဲ့အခါမှာအရန်ကိုဟိုခက်ခဲတဲ့အရာတွေအများကြီးရှိနေရပေါ့နော်အိမ်ဆောက်တဲ့နေရာမှာလည်းဒီ problem လေးတွေလည်းအများကြီးရှိနေတယ်အဲ့တော့ကြောင့်ကျမမှာပတ်စံတွေကိုမတုံးနိုင်သေးဘူးမတုံးနိုင်သေးတဲ့အခါကျတော့ဒီညုံ့ားမယ်ဆိုတော့ ငွေသုံးရမယ်လေအော်တိုဗာလာကုန်ထီသွားမယ်ဆိုတော့တင်းတင်းထဲမှာတော့တင်ရလိမ့်မယ်လို့ကျွန်မမျှော်လင့်ထားပါတယ်ကျွန်မအချင်းချင်းကကမိခဲ့တယ်ဟိုလက်ဆရာတွေတော့ကျွန်မတော့မိတယ်အဲတောင်မျိုးမှာလေဟိုကျွန်မဘာအများရှိလို့လဲပေါ့နော်ဒီအမားကျွန်မဘာအများရှိလဲဟိုကျွန်မဘာများမှားနေတယ်လဲပေါ့ဘာများမှားနေလဲအမားရင်းများရှိခဲ့လို့လားကျွန်မအနေနဲ့ကဘာမှမှားရင်းမရှိခဲ့ဘူးရှင်ကျွန်မတက်တရစနယ်ကိုကျွန်မရေကူးထားတယ်ဘာဒါပေမဲ့အချင်းကမကြတဲ့လို့လို့ပဲ ိခဲ့ရတယ်ပေါ့နော်အတောင်ကောင်လူတွေရောမန္တလေးကလူတွေရောလုံးဝမျှော်လင့်နေတယ်သူတို့တွေလည်းဘာဖြစ်လို့ဆိုဖိတ်တက်တွေကလာကြည့်မယ်ဟိုရုပ်ရှင်မကြည့်ရဘယ်နဲ့နှစ်ရှိနေပေါ့ရာစုနှစ်ရှိပါဘူးဆယ်စုနှစ်တွေရှိနေပြီဒါပေမဲ့ဒီကားလေးကိုတော့ရအောင်လာကြည့်မယ်ဆိုအကွာပြေးတက်တွေကိုပြန်ကြောက်ပြန်အောင်သိလားလာကြည့်လို့မှငါကားလေးကသူတို့စိတ်နဲ့အဝင်ခွင့်ကြဖြစ်ပါမလားအဲတထထဲဖြစ်ပါမလားကျင့်နေပါမလားဆိုရယ်စိုက်ကိုတွေဝင်ပြန်အောင်ကျမစိုက်ကိုတွေကတော်တော်လုံး ဆုံးမှာတော့မဟုတ်ဘူးနဲ့တူတယ်နော်။ဒါပေမဲ့ကျွန်မတောင်းဝင်มาတယ်ကျွန်မအကောင်းဆုံးရိုက်ကူးထားပါတယ်။ကျွန်မတယောက်တည်းရုံးကန်နေရတာပေါ့နော်။ကျွန်မသားသမီးတွေရတယ်။ဟိုကျွန်မလိုတော့ဟို supporting လုပ်ပေးမယ်။ကျွန်မလောက်တော့မလုံနိုင်ဘူးလေ။တော့ဒီဘက်မှာလည်းကျွန်မဟာလေးကို sharing တော့မလုပ်ပေးနိုင်ဘဲနဲ့ညင်ဆိုင်ရတယ်။ဝမ်းနဲ့မှုတွေကြုံတွေ့ရတယ်။ဒါပေမဲ့ဘာကြောင့်လဲတော့ကျွန်မအခုချိန်ထိနားမလည်နိုင်ပါဘူး။အဲ့တော့ကျွန်မကမှစွန့်လွန်ရတဲ့အကြောင်းအရာတွေအများကြီးဖြစ်လာတယ်ပေါ့နော်။ဒီကနေ့ပတ်သက်ပြီးနာကျင်စရာတွေ အများကြီးဖြစ်တဲ့အခုချိန်မှာပေါ့နော်ဒါမှမအကောင်းဆုံးပြင်ဆင်ထားပါတယ်